မင်္ဂလာပါရှင်။ Samni Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ရန်ကုန်မြို့ဆိုတာဟာဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီးခရစ်နှစ်1853ခုမှစကအောက်မြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်လာခဲ့ပါတယ်။နောက်တော့မြန်မာတိုင်းနိုင်ငံလုံးရဲ့မြို့တော်အဖြစ်ဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲအပြီး1885ခုနှစ်မှာသတ်မှတ်ခံခဲ့ရတာဟာဆိုရင်2006ခုနှစ်မတ်လတိုင်အောင်ပါပဲ။နှစ်ပေါင်း153နှစ်တိုင်အောင်အစိုးရရုံးဆိုင်ရာမြို့တော်ဖြစ်ခဲ့တဲ့ရန်ကုန်မှာတမိုင်းဆိုင်ရာအမှတ်တရနေရာများစွာရှိလိုနေပါတယ်။တွားရောက်လည်လာတဲ့နေရာ ်များစွာတဲကမှာပဟန်းမြို့နယ်မှာရှိတဲ့ဆွေတော်မျိုးတော်တို့ရဲ့တင်ချိုင်းဟာလည်းတစ်ခုအပါဝင်ဖြစ်ပါတယ်။ဆွေတော်မျိုးတော်တင်ချိုင်းမှာမြုံနံထားတဲ့မင်းမျိုးမင်းရွယ်အကြောင်းတွေကမှာလင်းပင်မင်းသားရဲ့အကြောင်းကိုလေ့လာမိသလောက်တင်ဆက်ပေးခြင်းပါရှင်။ ြိုတော်ခတ်ဖို့ဟာအင်းရှိဆန်းကနောင်မင်းသားအားခါစားရတဲ့အညစ်အပြိုတော်တဦးဖြစ်ပြီးကနောင်မင်းမှာမြေနိုးချင်းကိုခံရကဆောင်ရသခင်ကြီးခင်ဖို့ဖြစ်လာခဲ့ပါတယ်။အင်းရှိဆန်းကနောင်မင်းရဲ့တော်ကောက်ချင်းကိုခံရပြီးတဲ့နောက်1856ခုနှစ်မှာတော့တားတော်လင်းပင်မင်းသားကိုဖွားမြင်ခဲ့ပါတယ်။လင်းပင်မင်းသားရဲ့ငယ်နာမည်ကတော့မောင်ဆွေမြင့်ဖြစ်ပါတယ်။မင်းသားဘွဲ့နာမည်ကတော့သတို့မင်းရဲ့ဒိတ်ပလို့မှတ်သားရပါတယ်။1866ခုနှစ်အောက်ကုလ2ရက်နေ့မှာတော့ခမဲတော်အင်းရှိဆန်းမင်းလှုပ်ကြံခံခဲ့ရပါတယ်။ခမဲ ဲတော်နဲ့ရွာဆန်ပြီးတဲ့နောက်မှာတော့မိခင်ဘက်မှာအဖွားဖြစ်သူလေးပြင်းထောင်မှုကတော်ဟောင်းစီမှာပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။1889ခုနှစ်မှာတော့မင်းညီမင်းသားများဖက်စီကွမျက်ခံရသဖြင့်ရန်ကုန်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။မြင့်ပင်မင်းသားရန်ကုန်မှာနေထိုင်နိုင်ရန်အတွက်ဗြိတိရှ်အရေးပိုင်းမစ္စတာရှောမှလစဉ်ထောက်ပံ့ခြင်းရူဘီ90ကိုပေးပါတယ်။ပြီးတဲ့နောက်မှာတော့စိန်ချွန်းကျောင်းအထက်ကတက်လမ်းမတော်မှာပညာသင်ကြားစီခဲ့ပါတယ်။1880ခုနှစ်မှာတဝဲမြို့အဖြစ်ဗြိတိရှ်အစိုးရမှခန့်အပ်ခြင်းကိုခံခဲ့ရပါတယ်။ ယ်။မင်းပင်မင်းသားဟာတဝဲမှာတာဝန်ကြခြင်းအတွင်တဝဲရှမတ်လဲဆွဲရန်ဖိန်နူဖျားကြောင်အနီးမှာနေထိုင်ခဲ့ပါတယ်။၁882ခုနှစ်ကိုရောက်တော့ဟင်္ဒရာမျိုးအဖြစ်ပြောင်းရွှေ့တာဝန်ကြခြင်းခံခဲ့ရပါတယ်။၁883ခုဇန်နဝါရီလမှာတော့ပြည်တိစအစိုးရအားအကြောင်းမကြားပဲတရားပြည်နယ်သို့တိတိစိတ်ထွက်သွားပါတယ်။ဒီအတွက်ကြောင့်ရန်ကုန်မြို့မှာပြည်တိစအရေးပိုင်းကမန္တလေးမြို့ရှိမဟာဝင်းရှင်တော်မင်းထံမှစာပို့ကလင်းပင်မင်းသားမန္တလေးသို့လာရောက်ပါကဖမ်းဆီးအရေးယူပေးပါရန်တောင်းဆိုခဲ့ပါတယ်။နောက်တော့ င်းပင်မင်းသားကမော်လမြိုင်မြို့မှာနေထိုင်ခွင့်ပြုဖို့ပြည်ထောင်စုအစိုးရထံမှတောင်းဆိုပါတယ်။ပြည်ထောင်စုအစိုးရကလင်းပင်မင်းသားကိုမော်လမြိုင်မှာတတိခံဝင်ချက်တစ်စောင်းဖြင့်နေထိုင်ခွင့်ပြုခဲ့ပါတယ်။ခံဝင်ချက်ကတော့လင်းပင်မင်းသားအနေနဲ့မော်လမြိုင်မြို့အရေးပိုင်မင်းရဲ့ခွင့်ပြုချက်မရပဲတခြားမြို့သို့မထွက်ခွာရဆိုတာပါပဲ။လင်းပင်မင်းသားမော်လမြိုင်မှာနေစဉ်အတွင်းရှမ်းစော်ဘွားများနဲ့တိတိစိတ်ဆက်သွယ်ရလာပါတယ်။နောက်တော့သီဝမင်းအားနန်းချရန်ကြံစီကြပါတယ်။အစီအစဉ်အတိုင်းလင်းပင်မင်းသားဟာ1885ခုနှစ်မှာမော်လမြိုင်မြို့မှာမိုးနေ မျိုးတို့ထွက်ခွာသွားပါတယ်။လင်းပင်မင်းသားမိုးနေမျိုးတို့ရောက်ချိန်မှာတော့တီဘောမင်းပါရောမူပြီးချိန်တီဘောမင်းပါရောမူပြီးစာအချိန်ဖြစ်နေသဖြင့်မူလအစီအစဉ်ပြည့်ပြဲကုန်ပါတယ်။နောက်ပိုင်းမှာတော့ဗြိတိရှားကိုစန့်ကျင်တော်လှန်မှုအတွက်လင်းပင်မဟာမိတ်အဖွဲ့ကိုဖွဲ့စည်းကြပါတယ်။လင်းပင်မင်းသားနဲ့ရှမ်းစော်ဘွားများပေါင်းစည်းထားသောလင်းပင်မဟာမိတ်ဟာဆိုရင်1886ခုနှစ်မှာပုံမအင်အားကောင်းလာခဲ့ပါတယ်။1889ခုဇန်နဝါရီလ3ရက်မှာတော့ဗြိတိရှားစစ်တပ်ဟာရှမ်းပြည်နယ်ကိုသိမ်းယူဖို့အတွက်လှိုင်းတက်မှစတင်ခဲ့ပါတယ်။ရှမ်းပြည်န နယ်စစ်စင်ရေးကိုကာနက်စမကာနက်စတမန်မှဦးဆောင်ပါတယ်ဇန်နဝါရီလ15ရက်မှာတော့စင်ကူရေကောင်းတောင်ကြားလန်းအလော်မှာလင်းပင်အုပ်စုမှာစီးကျိုတိုက်ခိုက်ပါတော့တယ်ဒါပေမဲ့လက်နက်အင်အားချင်းများစွာကွာဟသဖြင့်လင်းပင်အုပ်စုဘက်မှအကြအရှုံးများလာပါတယ်ဗြိတိရှစစ်တပ်ဟာစော်ဘွားများနဲ့လင်းပင်မင်းသားထံမှစီးယုံသိမ်းသွင်းသည့်အစာများကိုရေပို့ခဲ့ပါတယ်စော်ဘွားများထံမှလွတ်လပ်စွာအုပ်ချုပ်ခွင့်ပေးမိဖြစ်ကြောင်းမိတ်ဆွေဖြည့်ရေးကိုသာရှေ့ရှုပါကြောင်းရေးသားခဲ့ပါတယ်လင်းပင်မင်းသားကိုလည်းဗြိတိရှလက်အောက်ခိုးဝင်မယ်ဆိုလျင်မြည်သည့်အရေး ဲယူခြင်းမျိုးပေါ်မှာလုံမီမဟုတ်ကြောင်းဒါစင်ထောက်ပံ့ွေရူပီ150ပေးမီဖြစ်ကြောင်းမော်လမြိုင်မော်လမြိုင်မှာဖြစ်ဖြစ်ရန်ကုန်မှာဖြစ်ဖြစ်မြစ်တရာမျိုးမှာအိမ်ဒဆောင်ပေးမီဖြစ်ကြောင်းစီယုံပါတယ်လင်းပင်မင်းသားနဲ့စော်ဝါများမှာလက်မခံသဖြင့်ဗြိတိရှားဘက်မှာ1889ခုမတ်လ30ရက်နေ့မှာနောက်ဆုံးစစ်ရာဇသံကိုထုတ်ပြန်ခဲ့ပါတယ်ထိုတိုက်ပွဲမှာလင်းပင်မဟာမိတ်အဖွဲ့မှအထိနာလာသဖြင့်1889ခုမေလ2ရက်မှာတော့မိုးနယ်မြို့တွင်ဗြိတိရှားအရာရှိများနဲ့တွေ့ဆုံညှိနှိုင်းကြပါတယ်လင်းပင်မဟာမိတ်အဖွဲ့ရဲ့ ဲ့တောင်းဆိုချက်မှာအမှုထမ်းများကိုလူငင်းချမ်းသာခွင့်ပေးရန်အိန္ဒိယနိုင်ငံမှာဂိုလက်စင်းကဲ့သို့ရာဇာအဆင့်တွင်ထားရန်နှင့်ကိုပိုင်လက်နက်ကိုင်းတပ်ဖွဲ့ထားရှိဖို့ခွင့်ပြုရန်စတဲ့အချက်တွေပါဝင်ပါတယ်။လင်းပင်မင်းသားရဲ့ကိုရေးကိုရာတောင်းဆိုချက်ကတော့သူအားရာဇဝတ်ကြောင့်ပြည်မာချောင်းဆ၍လူငင်းချမ်းသာခွင့်ပေးရန်သူပိုင်ဆိုင်သောစင်မြင်းနှင့်ရွှေပြောင်းနိုင်သောပစ္စည်းများကိုယူဆောင်ခွင့်ပြုရန်တလကိုရူပီ250ထောက်ပံ့ရန်နဲ့မန္တလေးမြို့အနီးရှိအင်ရှေမင်းပိုင်သည့်လေယာမြေထန်းတော်အပါအဝင်အလုံးကိုပိုင်ဆက် ိုင်ခွင့်ပေးရန်လိုဖြစ်ပါတယ်ဗြိတိရှအစိုးရကလင်းပင်မင်းသားရဲ့ကိုရီးကိုရာတောင်းဆိုချက်တွေထဲမှာနောက်ဆုံးတစ်ချက်ကလွေရီကြံချက်များကိုသဘောတူခဲ့ပါတယ်နောက်ဆုံးအချက်ကိုသဘောမတူတာကတော့အင်ရှိဆန်ကနောင်မင်းသားမှာတခြားသောအမွေခံတားတော်သမီးတော်များရှိနေသေးလို့ပဲဖြစ်ပါတယ်ဒီလိုနဲ့နောက်ဆုံးညှိနှိုင်းမှုပြီးတဲ့နောက်မှာတော့1889ခုမေလ17ရက်နေ့မှာလင်းပင်မဟာမိတ်အဖွဲ့ဟာလက်နက်ချလိုက်ပါတော့တယ်လက်နက်ချပြီးတဲ့နောက်မှာတော့ဗြိတိရှစစ်တပ်ကလင်းပင်မင်းသားကိုရန်ကုန်သို့ခေါ်ဆောင်လာခဲ့ပါတယ်ထို့နှင့်1889 နှစ်ခုနှစ်မှာပဲအိန္ဒိယနိုင်ငံကလကတ္တသို့ပြည်နှင်ထံပေးပါတော့တယ်။နောက်တော့အာလာဘတ်မြို့သို့ပြောင်းရွှေ့နေထိုင်စေပါတယ်။အိန္ဒိယမှာနေထိုင်စဉ်ဗြိတိသျှအစိုးရကလင်းပင်မင်းသားကိုလာစဉ်ထောက်ပံ့ငွေရူပီ90ပေးတယ်လို့ဗြိတိသျှအစိုးရနဲ့နိုင်ငံရေးပင်ဆက်စည်းရဲမှာဖော်ပြထားပါတယ်။ပြီးတော့အထက်တန်းလွှာများထဲမှာဝင်ဆက်နိုင်အောင်လည်းပြည့်ပြည့်စုံစုံလဲထားပါတယ်။လင်းပင်မင်းသားဟာအိန္ဒိယနိုင်ငံမှာ25နှစ်ကြာပြည်နှင်ထံခံရပြီးတဲ့နောက်1912ခုနှစ်မှာတော့မြန်မာနိုင်ငံရန်ကုန်မြို့သို့ပြန်နေခွင့်ရလာပါတယ်။လင်းပင်မင်းသားနေထိုင်ရ ံအတွက်ပြည်တရှာအစိုးရကပဟန်းမြို့နယ်အင်ဘဲလန်ချမ်းအမှတ်၁၁မှာရှိတဲ့မစ္စတာကော့ရှက်ဤအိမ်မှာနေရာချပေးပါတယ်။နောက်ပိုင်းမှာတော့လင်းပင်မင်းသားဟာဖို့ထိုးရင်ရသေးကြီးဥခန်နီနဲ့ယင်းနီလာပါတယ်။ရသေးကြီးကမန္တလေးစန္နာမှုနီဖျားဝင်းမှာရှိတဲ့အင်ရှေမင်းရဲ့အုတ်ကူပြတ်သက်ပေါ်စန္နာမှုနီရုပ်ပွားတော်ကနကူရီတိုက်ခေါင်းမို့ရေတန်းလျှောက်မှာဒေးများကြနေသဖြင့်အင်ရှေမင်းဤအဆက်အနွယ်များမကြီးပွားနိုင်ဘူးဟုလင်းပင်မင်းသားအားပြောပါတယ်။လင်းပင်မင်းသားဟာသားတော်လင်းပင်ထိတ်တင်လက်ဤရောက်ဖဖြစ်သူရှင့်နေဥက ခင်မောင်တွေးအားဖော်ပြပြီးအင်းရှိဆန်ရဲ့အလောင်းတော်ကိုပြန်ဖော်ဖို့အတွက်ကြံစီပါတယ်ခုခင်မောင်တွေးဟာလင်းပင်မင်းသားရဲ့တမီးတော်လင်းပင်ထိတ်တဲ့မတွေးနဲ့လက်ဆက်ရန်သဘောတူထားသောတမန်လောင်ဖြစ်ပါတယ်ခုခင်မောင်တွေးရဲ့ပြောကြားချက်အရာဒီတုန်းကမင်းသားကြီးနဲ့ပပတို့ကပယံနှစ်ယောက်ခေါ်ပြီးတော့ညဘက်မှာတိတိစိတ်သွားရတာပယံနှစ်ယောက်ကိုအဲ့ဒီခေတ်ကငွေ15ရူပီစီပေးရတယ်ဒီတုန်းကပလိတ်တစ်ယောက်မှာတစ်လကိုလက73ရူပီသားရတဲ့ခေတ်လေးအင်းရှိမင်းအလောင်းတော်မြုပ်ထားရအုပ်ပြတ်ကိုတူးရတာအယိုးတော်တွေကိုတော့မင်း ်သားကြီးကဂရီဘာအိတ်နဲ့ထည့်ပြီးယူသွားတယ်။ပရန်နှစ်ယောက်ကကိုကိုလက်ရမပြတ်ပိတ်လိုက်ပါတယ်။ဒီကိစ္စကဘလို့ပဲဖုံးထားပေမဲ့ပရန်နှစ်ယောက်ကနှုတ်မလုံးတော့အစိုးရကတည်သွားတယ်။မန္တလေးအရေးပိုင်းကဘဘကိုခေါ်ပြီးတော့ခမရတို့ဘာလုပ်တာလဲ။အင်္ဂလိပ်အစိုးရပြုတ်အောင်စေဝါစီရင်ဖို့လုပ်တာလား။ဒီလုံဆောင်ချက်ဟာဥပဒေနဲ့မညီညွတ်ဘူးဆိုတာခမရတို့သိဘူးလား။ဆိုပြီးတော့ခေါ်ပြီးကြိမ်ပါလေရော။ပြီးတော့ဘဘကသူ့အဖေရဲ့အယိုးကိုသူ့သားကဖော်တာဘာတတ်နိုင်မှာလဲလို့ခက်မှန်မှန်နဲ့ပြန်ပြောလိုက်ပါတယ်။ဒီကိစ္စကဘာမှမဖြစ်ဘဲအေးသွားတယ်ထင်ရပါ ပေမဲ့ဒီကိစ္စကြောင့်မင်းသားကြီးကိုနောက်ပိုင်းမှာတော့အိန္ဒိယကိုပြန်ပို့လိုက်ပါတယ်။အိန်ရှိဆန်အလောင်းပြန်ဖို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးလင်းပင်မင်းသားဟာအခြားသောအိန်ရှိဆန်ရဲ့သားတော်တမီးတော်တို့နဲ့တိုင်ပင်ချင်းမရှိခဲ့ပါဘူး။သူတို့တွေပြန်တည်သွားတော့အတော်လေးမကြေမနက်ဖြစ်ကြပါတယ်။ပင်မင်းသားဟာအိန်ရှိဆန်ရဲ့အရိုးတွေကိုလှိုင်းမြစ်ထဲမှာသေချိုလိုက်ကြောင်းသိရပါတယ်။1915ခုနှစ်မှာတော့ဗြိတိရှ်အစိုးရကလင်းပင်မင်းသားကိုအိန္ဒိယနိုင်ငံကလကတားသို့ပြည်နှံပြန်ပေးလိုက်ပါတယ်။နောက်6နှစ်အကြာမှာတော့1922ခုနှစ်မှာရန်ကုန် ုံမှာကောင်းကောင်းမွန်မွန်နေထိုင်ပါမယ်ဆိုတဲ့ခံဝင်ချက်နဲ့ပြန်လာခွင့်ရခဲ့ပါတယ်။ဖြစ်တရှာအစိုးရကလင်းပင်မင်းသားကိုကုတ်ကိုင်းလန်ထံအမှန်112ကိုအပိုင်ပေးပါတယ်။မြေအီက3ဧကကျဲပါတယ်။လင်းပင်မင်းသားဟာမိမိအနေထိုင်ရန်အိမ်ကိုစိတ်ကြိုက်ဆောက်လုပ်ပြီးတော့ရနာသင်္ခဆိုင်ဆိုပြီးတော့အမိပေးပါတယ်။အခုတော့ဗဟန်းအထက်ကနေဖြစ်လို့နေပါပြီ။လင်းပင်မင်းသားရဲ့ဇနီးတဲ့ကတော့ဂျီနသာမျိုးစာကသဲမျိုးဝင်လင်းပင်မင်းသားရဲ့ဇနီးတဲ့ကတော့ဂျီနသာမျိုးစာကသဲမျိုးဝင်မင်းလာသမိန်ထောရာစာဥွှေမောင်ရဲ့သမီးရင်းနသာခင်ခင် င်ကြီးဖြစ်ပါတယ်။မြောက်သားတော်ရင်းနသာခင်ခင်ကြီးဟာအသက်68နှစ်မှာကံကုန်ခဲ့ပါတယ်။လင်းပင်မင်းသားမှာကိုလုတ်တော်တယောက်လည်းရှိပါတယ်။သူကတော့ဒေါ်ရွှေကျင်းလို့မှတ်သားရပါတယ်။လင်းပင်မင်းသားကတော့1933ခုနှစ်မှာရနာသင်္ခအစံအိမ်မှာပဲကွဲလွန်အနှိမ့်စရောက်ခဲ့ပါတယ်။ယနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့မန္တလေးမှာမွေအိန္ဒိယသို့ပြည်နှံတန်းပေးခံရပြီးတော့ရန်ကုန်မှာကွဲလွန်သွားခဲ့တယ်ဆိုတဲ့လင်းပင်မင်းသားအကြောင်းပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘဟုတုတ္တဖြစ် ဖွဲ့သမိုင်းကြောင်းလေးများကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။